ဒီညကစားမဲ့လန်ဒန်ဒါဘီမတိုင်ခင်မှာနှစ်ဖက်အသင်းနီးပြနှစ်ယောက်ဘာစကားတွေပြောခဲ့ကြပါသလဲမင်္ဂလာပါဗျကိုခဲင်းချယ်ဆီဖန်ပေ့ချ်ကနေအပြောင်းအလဲတော်များအားလုံးကိုကြိုဆိုပါရစေဒီညရှင်ပြိုင်ကစားမဲ့တမိုင်းတွင်မဲ့လန်ဒန်ဒါဘီမတိုင်ခင်မှာနှစ်ဖက်အသင်းနီးပြတွေရဲ့ပြောစကားတွေကိုကျွန်တော်ပြန်လည်သုံးသပ်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်အဲဒီပြောစကားတွေကတော့တရက်စာနှစ်ရက်စာတော့ကြာသွားပြီပေါ့နော်ဒါပေမဲ့အာစနယ် Chelsea လန်ဒန်ဒါဘီပွဲကိုပဲနီးပြနှစ်ယောက်ကအဓိက focus ထားပြီးတော့ပြောသွားတဲ့ဇာတ်ရည်ပါပထမတစ်ယောက်ကျွန်တော်တို့ Chelsea နီးပြ Enzo Maresca ဒီပွဲကိုဘယ်လိုပြောသလဲဒီကနေ့ကနေစတင်ပြီး Arsenal နဲ့ရင်ဆိုင်မဲ့လန်ဒန်ဒါဘီပွဲအကြောင်းကိုကျွန်တော်စဉ်းစားနေပြီအဲ့ဒီအချိန်ဟုန်ကိုကျွန်တော်တို့စက်ထိန်ထားရပါမယ်ကျွန်တော်တို့ကစားသမားတွေကလည်း Barca နဲ့ Champions League ပွဲပြီးတဲ့က48နာရီလောက်အနားယူထားနိုင်ပါပြီအခုလာမဲ့ Sunday သူကတော့စကားကို ဟိုပြီးခဲ့တဲ့တရက်နည်းလောက်တည်းကကြိုပြောထားတဲ့အတွက်ကြောင့်အခုလာမယ့် Sunday လို့ပြောတာပေါ့နော်တကယ်တော့ဒီညက Sunday မှာရင်ဆိုင်ရမယ် Arsenal နဲ့ London Derby ပွဲစဉ်ကိုလည်းအသင့်ဖြစ်နေဖို့ကိုကျွန်တော်ညွှန်ကြားထားပြီးပါပြီဒါအပြင် Arsenal နဲ့ London Derby ပွဲကိုကျွန်တော်တို့အိမ်ကွင်းရဲ့ပရိသတ်ရှေ့မှာမှာကစားရတာအရင်ကောင်းတဲ့ခံစားချက်ပါပဲလို့ပြောသွားခဲ့ပါတယ်တော့ဒါ Arsenal နဲ့ Chelsea ဘွဲ့အတွက် Andrew Barros ကပြောခဲ့တဲ့စကားတစိမ့်တဒေတာပါအကျန်တဲ့စကားရယ်လည်းရှိကောင်းရှိနိုင်ပါတယ်ကျွန်တော် ရတဲ့သတင်းလေးကိုကိုးကားပြီးတော့ပြန်လည်ဆွေးနွေးလိုက်တဲ့သဘောမျိုးပါပဲဆောကျွန်တော်တို့အိမ်ကွင်းပြိတက်ရှိမှမှာကစားရအရန်ကောင်းတဲ့ခန်းစားချက်ဆိုတော့ကျွန်တော်နားလဲတယ်အရှင်ပြိတက်ရှိမှာကစားရတဲ့ပွဲစဉ်တိုင်းကအာသာချက်ရှိတယ်ဆိုတာလည်းလက်ခံတယ်ဒါပေမဲ့ဒီဘောလုံးရာသီမှာကျွန်တော်တို့အိမ်ကွင်းကစားအားကတချို့ပွဲစဉ်တွေမှာလက်သင့်ခံနိုင်စရာအကြောင်းမရှိခဲ့ဘူးပေါ့ဥပမာပြောရင်တော့ Brighton ကိုကျွန်တော်တို့ရှုံးသွားတယ်ပြီးရင် Sunderland အသင်းကိုကျွန်တော်တို့ရှုံးသွားတယ် ဒီပွဲတွေဒီအိမ်ကွင်းမှာပဲဖြစ်ခဲ့တာပါဒီလိုပုံစံမျိုးတွေတော့ကျွန်တော်တို့ထပ်အဖြစ်မခံနိုင်တာသိကြတယ်လက်ရှိအချိန်မှာအာစတန်အသင်းကပွင့်လင်းပြောရင်တော့ဗျဥရောပမှာအကောင်းဆုံးအသင်းဥရောပရဲ့ကောင်းလာပါကြီးရဲ့ဆိုတဲ့ဘိုင်ယန်မြူးနစ်ကို3-1နဲ့အနိုင်ယူကျော်ဖြတ်ခဲ့ပြီးပါပြီဆိုမှကျွန်တော်တို့တွေကဒီကောင်းစဉ်ကိုအာစနယ်တင်းကိုပေးလိုက်လို့ရတယ်အဲ့လိုအသင်းမျိုးကိုရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ဘာစလိုနာကိုရင်ဆိုင်ရတာနဲ့လည်းမတူဘူးကျန်တဲ့လီဗာပူးတို့ယူနိုက်တက်တို့ကိုရင်ဆိုင်ရတာနဲ့လည်းမတူဘူး ပို့ပြီးကောင်းမွန်တဲ့အတင်းတင်းကိုကျွန်တော်တွေကရင်ဆိုင်ရမှာပါ။အဲ့တော့အင်ရှင်ပရိသတ်အားကိုဒီပွဲတွေမှာအမိရယူပြီးရှစ်ပွဲစဉ်တွေလို့မမာယွင်းဖို့အတွက်တော့ကျွန်တော်မျှော်လင့်ပါတယ်။ဒီပွဲတွေမှာလည်းအတင်းရဲ့အားကိုရတော့ကိုပါမှာပြန်လဲပါဝင်လာမှာဖြစ်တဲ့အတွက်ကြောင့်ပြီးခဲ့သောပွဲစဉ်တွေအားတိုက်ဆက်လမ်းကြောင်းမှာ chess တွေပို့ပြီးရလာမယ်လို့ကျွန်တော်ယုံကြည်ပါတယ် ဒီပွဲစဉ်ကိုအန်ဇယ်မာရက်စ်ကတယောက်တည်းမဟုတ်ဘူး။ Chelsea ကစားသမားတွေမဟုတ်ဘူး။ကျွန်တော်တို့ Chelsea ပရိသတ်တွေလည်းအသေးအတန်ရင်ခုန်နေပြီပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဒီညပွဲကို ပွဲကြို line up confirm ဖြစ်သွားရင်เนาะအဲ့ line up ကို live analysis အခု Cookies Chelsea fan page Facebook page မှာကျွန်တော်လုတ်ပေးမှာဖြစ်တယ်လို့ watch along ကိုလည်းကျွန်တော်ဒီပွဲစဉ်ကိုလုတ်ပေးဖို့စဉ်းစားထားပါတယ်။ Okay အဲ့တော့ကျွန်တော်နောက်ထပ် Arteta ရဲ့ပြောစကားလေးကိုဆက်လက်ဆွေးနွေးကြည့်အောင်ခင်ဗျာ။ ကျွန်တော်ညီကိုရီအနေနဲ့ဘလုံးမကစားခြင်းနဲ့ဆိုရင်တော့စီနီယာတော့ချက်စီမှာမောင်းငါချောက် IMF 89နဲ့ငါတို့မင်းစတိုကိုမမသေးယူနေဖြစ်အပူစုကြီးတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသေးခြင်းနဲ့ဆိုရင်တော့ဘဘနမတ်3ညာကို893180မှာဆက်သွယ်စုံလမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာโอเคအဲ့တော့ data ဘာပြောသလဲလူတွေကအခုချိန်မှာကျွန်တော်တို့အတင်းကိုပဲပို့ပြီးတော့အာယုံစိုက်နေကြပါတယ်ဒီလာမဲ့စန်းနေမှာကစားမဲ့ချက်စီကပြီးခဲ့တဲ့ဘာကာနဲ့ပွဲမှာဘလို့ကစားသွားလဲဆိုတာမေးလျော့နေကြပုံပါပဲ ဘာကားနဲ့ပွဲမှာ Chelsea ရဲ့ကစားပုံကိုကြည်ချင်းအဖြစ်အခုလာမဲ့ပွဲကဘလောက်ထိခက်ခဲနိုင်လဲဆိုတာကျွန်တော်ကြည့်ရနေတယ်နားလည်နေပါပြီလို့ပြောသွားခဲ့တာပါဒါကတော့ Chelsea အသင်းပေါ်မှာ ပြန်လည်ထားရှိတဲ့ Arteta ရဲ့ respect တစ်ခုပေါ့နော်မှန်တော့လည်းမှန်ပါတယ် Chelsea အသင်းဒီ Barcelona ကိုကစားသွားတဲ့ပွဲစဉ်ကခြေစွမ်းသည်အရင်ကကောင်းမွန်လွန်းလာတယ်ကျွန်တော်တို့ Chelsea ပွဲတွေကိုတပွဲမှမလွတ်ခဲ့ဘူးဒီဘောလုံးရသည်မှာပြီးခဲ့တဲ့ဘောလုံးရသည်တုန်းကတပွဲလမ်းမသိပဲလွတ်ခဲ့တယ် အဲ့ဒီပွဲတွေအလုံးခြုံငုံကြည့်လိုက်မယ်ဆိုရင်ဘာစနာကိုကစားသွားတဲ့ပွဲစဉ်ဟာချယ်ဆီရဲ့ကစားပုံအကောင်းဆုံးသောပွဲတနည်းအားဖြင့်ဒီပြအန်ဇိုမာရက်စ်ကကင်တွယ်ခဲ့တဲ့ပွဲစဉ်တွေထဲမှာကျွန်တော်ကတော့အဲ့ဘာစနာကိုအနိုင်ခဲ့တဲ့ခြေသွမ်းပိုင်းကို PSG ကိုနိုင်ခဲ့တဲ့ခြေသွမ်းထက်ကိုပိုကြိုက်တယ် PSG ကအဲ့ပွဲမှာနည်းနည်းလေးဟုန်သွားတာဗျာယာတီဥရုကြောင့်လည်းပါမယ်ချယ်ဆီတင်းရဲ့တရဇက်အဲ့ဟိုက်ပရစတီပြမှုကြောင့်လည်းပါပဲသူနည်းနည်းဟုန်သွားတယ်တော်တော်ဘာစလိုနာအဲ့လိုမျိုးချယ်ဆီကိုပြည်ပြန်ကိုရမြန်ကစားဖို့အတွက် idea တွေ plan တွေကောင်းမွန်ခဲ့ပြီးသားအဲ့လိုအသင်းကိုကျွန်တော်တို့ကဘာမှလှုပ်ခွင့်မပေးပဲအနိုင်ကစားနိုင်ခဲ့တဲ့အတွက်ကျွန်တော်ကတော့အပွဲတွေကိုပူကြိုက်တယ်အဲ့တော့ Arteta ပြောသလိုမျိုးပဲကျွန်တော်တို့ Barcelona ကိုကစားခဲ့တဲ့ခြေသွမ်းပိုင်းမျိုးဆိုရင် Arsenal ကစားသမားတွေအနေနဲ့ကစားရတာတော်တော်လေးခက်လိမ့်မယ်အပြန်အလှန် high press ပေးတဲ့ပုံစံမျိုးထက်ဆိုင် Arsenal ရဲ့ခံစစ်ချစ်လစ်စုဖွဲ့မှုကိုပဲအားကိုးပြီးတော့ကစားရလိမ့်မယ်ဒီအသင်းနှစ်သင်းရဲ့လက်ရှိ situation မှာ Arsenal ကပဲအဖက်ဖက်အားသာနေတယ်လို့တော့မဟုတ်ဘူး အာတာချက်ပိုရှိတယ်ဆိုရင်တောင်မှအာနေချက်အာတာချက်တော့ကိုစီရှိကြပါတယ်ဥပမာပြောရင်ချက်စီးဒီဟိုချက်ချင်းဆိုသလို counter press ပေးတဲ့ပုံစံမျိုးတွေမှာတော်တော်အားကောင်းလာတဲ့အခြေအနေမျိုးဘာစလိုနာပွဲစဉ်မှာမြင်ခဲ့ရတယ်အဲ့လိုပုံစံမျိုးတွေတော့ဒီအာဆနယ်ပွဲစဉ်မှာဆက်လက်ပြသနိုင်ဖို့တော့လိုတာပေါ့နော်ဒီဘာစလိုနာပွဲတစ်ပွဲတည်းပြီးသွားအောင်နေတော့မရဘူးနောက်ပွဲတွေမှာလည်းတတမတဲရှိနေတဲ့ခြေသွမ်းမျိုးတော့လိုပါတယ်အဲ့တော့ Chelsea ရဲ့အဲ့လို high press ပေးတဲ့ပုံသဏ္ဍာန်တွေအောက်မှာအာစနယ်ကစားသမားတွေကတော့တံပြန် hybrid ပေးမယ်လို့ကျွန်တော်မယူဆအောင်သူတို့ရဲ့ consistent ကြီးရေးလဲ solid ဖြစ်တယ်ဗျာပေးကူကလည်းအနည်းဆုံးအဲ့တကြောင့် low block session deep block session ကစားရင်းနဲ့ Chelsea ရဲ့တက်လုံကိုပြန်ခြွေမဲ့ပုံစံမျိုးတွေတော့ကစားလာနိုင်တယ်ဘလို့ပဲဖြစ်ဖြစ်အသင်းအသင်းရဲ့ viewer ဘိုင်းကဒီချိန်မှာအတော်လေး နီးပြ၂ယောက်ရဲ့ instruction ပေးမှုနဲ့အတူအစည်းကတ်နေတဲ့အတွက်ကြောင့်ကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့တော့ထင်ပါတယ်လက်ရှိပြောစကားတွေကတော့လန်ဒန်ဒါဘီပွဲမတိုင်ခင်အန်ဒိုမာရက်စကာနဲ့အာတီတာတို့ရဲ့ပွဲမတိုင်ခင်တရက်နှစ်ရက်လောက်အလိုလားပြောခဲ့တဲ့စကားတွေကိုပြန်လည်သုံးသပ်ဆွေးနွေးမှုလုပ်ပေးခဲ့တာပါကျွန်တော်ညီကိုတွေရောသူတို့ပြောစကားတွေနဲ့ပတ်သက်ပြီးဘာတွေဝင်ရောက်မှတ်ချက်ပေးခြင်းလဲ comment မှာရေးသားသွားလို့ရပါတယ်ခင်ဗျာ